ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဤယာဝတီတိုင်းလေးမျက်နာမြို့နယ်ကပန်းတော်ကြီးကြေးရွာကိုအရခတ်တက်တွေ့အီအီနဲ့တော်လန်ကြီးပူပေါင်းတက်တွေက အခုရက်ပိုင်းမှာတင်ပိုက်ထားပြီလို့ဒေသခံတွေစီကနေသိရပါတယ်လက်ရှိမှာအဲ့ဒီရွာကကြေးရွာသားတရှုကိုအရခတတော်ကဘီလို့ရာကိုကြီးထုတ်ထားရပြီးစစ်ကောင်စီကဘုံကျေးနေလို့ပန်းတော်ကြီးကြေးရွာဟာလေးမိလောင်နေတယ်လို့ဆိုပါရယ်ပန်းတော်ကြီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြမ်းဆုံးများခဲ့ပြီး တက်သားတရှုထွက်ပြေးတာတွေရှိနေတယ်လို့လေဒေသခံတွေကပြောပါရယ်ဧပြီလ18ရက်နေ့ကနေစတင်ပြီးငတိုင်းကျောက်ဘက်ကလာတဲ့ကားတွေရောကွင်းကောက်ဘက်ကလာတဲ့ကားတွေပါပန်နိုအီးကိုဖျက်သွားလို့မရတော့ဘူးလို့ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုအတည်ပြုထားပါရယ်ပန်နိုအီးရွာနဲ့လေးမျက်နာမြို့ဟာ9မိုင်လောက်သာကောဝေးပြီးပသိမ်မွန်ရွာကားလမ်းမအနီးမှာတည်ရှိတဲ့ကြေးရွာဖြစ်ပါရယ် အေအေဥဆောင်နေပူပေါင်းတက်တွေဟာအခုရက်ပိုင်းပသိမ်မွန်ရွာလမ်းနဲ့၄မိုင်လောက်အကွာကတုံတော့နဲ့ဝက်ကုန်းရွာတွေကို တိမ့်ပိုက်ခဲ့ပြီလေဖြစ်ပါရီလေးမျက်နာမြို့နေမှာဧပြီလ18ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောကြပါရီ